မသောနေနဲ့ကိုသောဘိုးဟင်းအကြောင်းကိုပြောပါမယ်ဗျာနော်ဒီနေ့ကိုသောဘိုးဟင်းအကြောင်းနဲ့ပတ်သက်ပြီးမှပြောကြတယ်ကိုသောဘိုးဟင်းကိုဖမ်းသွားတယ်နေပြည်တော်ကနေစားဖာနေဖုံးချော်လုံးပါသွားတယ်ဖုံးချော်လုံးပါတော့တော့အပြစ်မရှိလို့ပြန်ထွက်လိုက်တယ်တဲ့အပြစ်မရှိလို့ပြန်ထွက်တဲ့ကျတော့ဒီမန္တလေးကနေမှစားဖာနေမှပြန်ဖမ်းတယ်တဲ့ပြန်ဖမ်းပြီးမှပါတော့ဒီလိုဘလိုပုံမှန်အပြစ်မရှိပြစ်ရှာပုံမှန်တွေဘာတွေတတ်တယ်ပေါ့ဗျာဒီလိုပေါ့နော်ပြောနေကြတာကြီးတွေ့တယ်ဗျာနော်ပြောနေကြတာကြီးတွေ့တယ်အဲ့ဒါတွေကတော့ဦးစင်းရဲ့အမြင်တုံးတက်ချင်တာကတော့ကိုသောဘိုးဟင်းကိုထောက်ခံဝိုင်းရတဲ့တူတွေကိုစူပူမှု မဖြစ်ဖြစ်အောင်မုံကြွအောင်မကြွကြွအောင်အဲ့ဒါကဆိုတော့ဘုရားတဏီတဖုံနဲ့ဖိုးနဲ့တလူဥစဉ်ကတော့ဘုံတိုက်ချင်တယ်ဗျအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟိန်လူမြောက်ကြီးဆန္ဒပြတောင်းဆိုပါကပါဝင်မိမဟုတ်ကြောင်းပောက်ကိုတော်ထုတ်ပြောလာတဲ့ရုပ်တံကိုတင်ဆက်ပေးတော်မှာမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာရေပြူးလွင်ကိစ္စလေးရေဦးစင်းနည်းနည်းပြောချင်ပါတယ်ပြူးလွင်ဟိုပါတော့ဒီမန္တလေးကနေလာပြီးမှအ အနာစာခေါင်းဆောင်တဦးရဲ့ဆရာဘုံမူကြီးတယောက်ရဲ့ဖော်ပြဒီပေါ့နော်ဒါလေးလည်းပြောချင်တဲ့ထည့်ရင်မှာပထမဆုံးအနေနဲ့ကိုဇော်ဘိုးဟင်းအကြောင်းကိုပဲပြောပါမယ်ဗျာနော်ဒီနေ့ကိုဇော်ဘိုးဟင်းအကြောင်းနဲ့ပတ်သက်ပြီးမှပြောကြတယ်ကိုဇော်ဘိုးဟင်းကိုဖမ်းသွားတယ်နေပြည်တော်ကနေစားဖားနေဖုန်း6လုံးပါသွားတယ်တဲ့ဖုန်း6လုံးပါတော့အပြစ်မရှိလို့ပြန်ထွက်လိုက်တယ်တဲ့အပြစ်မရှိလို့ပြန်ထွက်တဲ့ကျွန်တော်ဒီမန္တလေးကနေမှာစားဖားနေမှာပြန်ဖမ်းတယ်တဲ့ပြန်ဖမ်းပြီးမှပါဗျာဒီလိုဘာလို့ပုံမှန်အပြစ်မရှိပြရှာပုံမှန်တွေဘာတွေတတ်တဲ့ပေါ့ဗျာဒီလိုပေါ့နော်ပြောနေကြတာတွေတွေ့တယ်ဗျာနော်ပြောနေကြတာတွေတွေ့တယ် တာတွေကတော့ဦးစင်းရဲ့အမြင်သုံးသပ်ချင်တာကတော့ပုံတော်ဘွေးကိုတောက်ခံဝိုင်းရတဲ့သူတွေကိုစူပူဖို့မဖြစ်ဖြစ်အောင်မုံကြွအောင်မကြွကြွအောင်တသက်ကဆိုရအောင်ပေါ့ဗျတနည်းတစ်ဖုံနဲ့ထိုးနဲ့တလို့ပဲဦးစင်းကတော့သုံးသပ်ချင်တယ်ဗျသုံးသပ်ချင်ပါတယ်နော်ဘာဖြစ်လို့သုံးသပ်ထားလဲဆိုတော့ဦးစင်းကအထောက်အထောက်ကိုခိုင်းခိုင်းလုံလုံနဲ့ပဲပြောတာများပါတယ်ဗျနော်ဦးစင်းကတော့ဗျမ်းပရာပြောတဲ့ပုံတွေရှိရယ်ဦးစင်းပြောတဲ့အရာတွေရှိရင်ထောက်ပြလို့ရပါတယ်နော် ဥစဉ်တို့ရဲ့မြန်မာပြည်တွင်းကိုပြည်ပကလူတွေကဥစဉ်တို့ထက်ပိုတိပါမလားဆိုတာပဲဥစဉ်တို့ကမေးရမယ်လို့ဖြစ်နေတယ်နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကိုစောဖိုးဟင်းကိုနန်းတွင်းကလည်းနန်းတွင်းစစ်ကြောရေးမှာလည်းမရှိတယ်လို့နေပြည်တော်ကစာအဖာကလည်းကိုစောဖိုးဟင်းကိုဆင့်ဖန်စရာအကြောင်းမရှိပါဘူးဗျာနေပြည်တော်ကစာအဖာဆင့်ဖောင်းအဲ့ဒါတော့ဘာလဲလို့ဒီသသရသသရတို့ဒီထောက်လိုက်ရေး16ဆိုတာတွေကတို့တော့ဘာလို့ဘာလို့အပို့ထားတော့မှာလဲဟမ်ဘာလို့အပို့ထားတော့မှာလဲဒီမန္တလေးမှာလည်းစာအဖာနဲ့ပတ်တဲ့တကယ်လူတော်လူစင်းကောင်းတွေအများကြီးပဲဗျာလူတော်တွေအများကြီးပဲဗျာ ကိုဇော်ဖိုးရင်ကိုဘာဖြစ်လို့နေပြည်တော်ကနေဆင်းဖမ်းပါလဲကိုဇော်ဖိုးရင်ကိုနေပြည်တော်ကနေဆင်းဖမ်းကိုဇော်ဖိုးရင်ကနိုင်ငံတော်မှာတကယ်အရေးပါတဲ့အရာဟာဝင်ကြီးလားမြို့တော်ဝင်ကြီးလားဒါမှမဟုတ်လို့ရှိရင်အကောင့်ကြီးကြီးလားဒါမေးခွန်းပြန်ထုတ်ရမယ်အရာဗျာနော်မေးခွန်းပြန်ထုတ်ရမယ်အရာအဲ့တော့ကိုဇော်ဖိုးရင်ကခင်ဗျားတို့ပြောလို့နန်းတွင်းမှာလည်းမဟုတ်ဘူးနေပြည်တော်ဆာဖာလည်းဖမ်းတာလည်းမဟုတ်ဘူးကကိုဇော်ဖိုးရင်တို့တို့ကဦးစားပေးပြောတာကိုဇော်ဖိုးရင်နဲ့အတူပါသွားတဲ့သူဘယ်သူမှမပြောကြဘူးနော်ဘယ်သူမှမပြောကြဘူး နာမည်ကြီးတဲ့သူတယောက်ကိုပဲသူတို့တွေပြောကြတာနော်နာမည်ကြီးတဲ့သူတယောက်ကိုပြောကြတာကိုစိုးဘိုးကြီးနဲ့ဘသူပါသွားတယ်ဘသူပါဆိုတယောက်မှမပြောကြဘူးဗျာနော်အဲ့ဒါကြတော့သူတို့တွေကဒါဟိုပါပေါ့နော်အဲ့ဒီလူကြောက်ကြတော့လူတွေကစိတ်ဝင်စားဘူးလေစိတ်ဝင်စားတာကိုစိုးဘိုးကြီးကိုစိတ်ဝင်စားအဲ့တော့ကိုစိုးဘိုးကြီးကိုစိတ်ဝင်စားကိုစိုးဘိုးကြီးအကြောင်းပြောမှလူတွေကအညာယူပါပေါ့ဗျာဟုတ်လားစာငင်းစူးစီတင်စာပြဗာပြညာပြဆိုတဲ့အထောက်အထားတွေဒါတွေမျိုးတွေပြောကြတာပေါ့ဗျာနော်အာဒီနေပြည်တော်ကလည်းလွှဲတယ်အပြစ်မရှိတဲ့အကြောင်း ခုစင်းတော့ကိုစောဖုန်းဒီနိုင်ငံရေးပုံမှန်နဲ့ညီဆွဲ့နဲ့နိုင်ငံရေးပုံမှန်နဲ့တစ်ခုတစ်ခုဆိုရင်တော့ဥစင်းတော့အနေနဲ့ကမေတ္တာရခံပေးဟောအကြောင်းမရှိဥမာပါလူကြီးတွေကိုဆဲတဲ့ဟာမျိုးလူကြီးတွေကိုဆဲတဲ့ဟာမျိုးဆိုဥစင်းတော့ကမေတ္တာခံစားမေတ္တာရခံစားရေးပေးဟောတော့ကိုဥစင်းတော့အစင်းနဲ့မှာပဲနော်ဒါဒီဥမာပေါ်နိုင်ငံတော်ကောင်းစေဖို့အတွက်ဝေဖန်ထောက်ပြခဲ့တဲ့အရာတွေဆိုရင်လည်းဥစင်းတော့ကအာပြောပြဖို့ကလူကြီးတွေကိုမေတ္တာရခံစားရေးပြဖို့ကအစင်းနေမဲ့ဥစင်းတို့အနေနဲ့ကနော်အစင်းနေမဲ့အဲဒီလိုမျိုးကိုမတိတဲ့အရာတွေဖြစ်ခဲ့ရင်ခင်ဗျားတို့က တို့တို့ကမေတ္တာရခန်းစာရေးလို့ရှိရင်ကျုပ်တို့ကဘာလို့ရေးမလဲအဲ့ဒါဆိုရင်ရေးချင်တဲ့လူရှိရင်လာကြဥစဉ်ဌာနဆိုင်ရာကိုစာတင်ပေးမယ်စာတင်ပေးမယ်အဲ့တော့ဥစဉ်တော့ဘာမှမတရားသေးဘူးလေကိုတိတဲ့အရာကလည်းနောက်ဘွယ်ကဥမာဥစဉ်တော့ဥမာဆိုကြပါလိမ့်ကဂိတ်တွေအကြောင်းချန်ပီယံနဲ့မြောက်ပိုင်းရနေလာတဲ့ကားတွေအခုလောလောဆယ်အစီး900လောက်ဆိုလားအပိတ်ခံထားရတယ်အဲ့မှာတစ်ခါဥစဉ်ဂိတ်ဂိတ်အကြောင်းဥစဉ်တရင်ပေးလို့អော်လိုက်တယ်អော်လိုက်တယ်អော်လိုက်တော့တရင်ကဒုံကလေးမှားပါတယ် ဦးစင်းတို့ကန်ကောင်းလို့ရင်းမယူခံရတာဘာမှသွားလဲအဲ့ဦးစင်းကိုတရေပေးတဲ့သူကိုယ်တိုင်ကကလင်းသားစီထောင်လာတာသူကမဟုတ်ကဟုတ်ကပစ္စည်းတွေတင်းလာတာလေတင်းလာတော့စစ်စစ်တော့ဖမ်းတယ်လေဖမ်းတော့ကသူကသူဒီလိုမကူညာဖမ်းတော့ကကြဒီလိုဂိတ်တွေမှာဘာဖမ်းလဲဆိုပြီးမှဖမ်းတဲ့လူနိုင်မယ်သူကအော်ချလိုက်တယ်ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတခုကိုတင်းလာပြီဆိုတော့တော့စစ်စစ်ရမှာဖမ်းရမှာဂိတ်တွေရဲ့အလုပ်လေခင်ဗျာကဲဒီရနေဗျာ တို့တို့ရွှေဘိုဘက်ကနေခင်ဗျားဖားကန်တို့မူဆယ်ဖားကန်တို့ဘက်ကိုသွားမယ်။နော်ဖားကန်တို့ဘက်ကိုသွားမယ်။အဲ့ဘက်ဒီဘက်သွားကြမယ်။အဲ့ဒီကဒါဘက်တို့ကိုသွားမယ်။ဖားဝမြကြီးနာဖားကန်နဲ့ပြောတော့မယ်။အဲ့ဘက်ကလုပ်ငန်းအကောင်းဆုံးဆိုတော့နော်။မော်ရီအဲ့ဘက်ဒီသွားမယ်။မော်ရီဘက်ဒီ။ခင်ဗျားအဲ့လမ်းတဲ့တွေကိုသွားလို့ရတယ်။ဒါပေမဲ့ PDF ကသွားမခံဘူး။လမ်းကိုပြီးမှသွားခံ။တကယ်ထည့်သွားမယ်အောင်၄ညကြီးခေတ္တသွားခံရတယ်ပေါ့။ မီဒီယာတွေအဲ့လမ်းမှာသမင်းညောင်းတယ်အဲ့ဂိတ်တွေမှာမောင်သားစာဖွင့်ထားတယ်အဲ့ဂိတ်တွေကနေပတ်ဆံကောက်တယ်ကာခီးတဲ့ကာရမတွေနှစ်ရက်ခီးကို9ရက်9ရက်10ရက်ကြာတယ်ဘယ်သူပါပြောတယ်လဲဘယ်သူကပါပြောလဲတယောက်မှမပြောရဘူးကြောက်ဖြူရည်နဲ့စိတ်ကန်းနဲ့၃မိုင်အကွာ၃၀နှစ်ရဲတက်ရင်ကိုအေးအေးတိုက်ခိုက်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အမှတ်၃၀နှစ်ရဲတက်ရင်ကို အရခတတော် AA ကဇွန်၁၇ရက်ကစဝင်ရောက်တိုက်ခိုက်နေပြီးဒီနေ့အထိတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးအရင်းမြစ်ကပြောပါတယ်။အမှတ်၃ဆနစ်ရက်တရင်ဟာတရုတ်ရဲ့ကြောက်ဖြူရေးနဲ့စီမံကိန်းရှိတဲ့မဒေးကျွန်းနဲ့၃မိုင်ဝန်းကျင်အကွာအဝေးမှာရှိနေတာဖြစ်ပါတယ်။ရက်တရင်၃ဆနစ်ရက်ကကင်းစခန်းတွေဖြစ်တဲ့ဆမှုလက်မှုမင်းတပ်တောင်နန်းဖဲတောင်ကကင်းစခန်းတွေကိုလည်း AA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အခုချိန်မှာရဲတပ်ရင်းကိုဝင်ရောက်နိုင်မှုစူးစမ်းနေကြတာပါ ရဲတပ်ရင်းဆိုပေမဲ့ခြေလင်တပ်ရင်းခြေမြန်တပ်ရင်းတွေလိုမျိုးအခိုင်အမာလုပ်ထားတဲ့အင်အားတွေကိုလည်းတင်းမောတွေလေကြောင်းတွေကနေဖြည့်ထားတယ်။မိုင်းကွင်းတွေလည်းဆင်ထားတယ်တော်တော်စူးစမ်းပြီးတော့ယူရမဲ့စခန်းတစ်ခုပဲလို့စစ်ရေးအရင်းမြစ်ကပြောပါတယ်။ အဲ့ဒီရဲတက်ရင်ဟာကြောက်ဖြူမျိုးနဲ့6မိုင်းกว่าမှာရှိတယ်လို့ကြောက်ဖြူရန်ကုန်ကားလမ်းမပေးမှာရှိနေတာပါဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကအကြဆုံးများတယ်လို့အေအေနဲ့နီးဆက်သူတွေကပြောပြီးစစ်ကောင်စီကလည်းကြောက်ဖြူမျိုးကတိုက်ပွဲကိုဒရုန်းသုံးပြီးတိုက်ခိုက်တာကြောင့်အေအေတပ်ဖွဲ့ဝင်တွေတေဆုံးတယ်လို့လည်း Telegram တွေမှာဖြန့်ဝေထားကြပါတယ် ကြောက်ဖြူတိုက်ပွဲမှာဒဏ်ရာရသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းခီးတဲ့တင်လေရင်တွေနဲ့ရန်ကုန်ကိုပို့ဆောင်ပေးနေတယ်လို့လည်းဆိုပါရယ်စစ်ကောင်စီဟာရဲတပ်ရင်3ဆက်နှစ်ကိုအေးအေးလက်ထဲမရောက်အောင် လေကြောင်း drone ရေကြောင်းစတာတွေနဲ့နီလမ်းမျိုးစုံသုံးပြီးကာကွယ်နေတယ်လို့လည်းပြောပါရယ်အဲဦးဇင်းတော်တမ်းတော်ဂိတ်တွေရဲဂိတ်တွေဟိုပါတဲ့တပြားချောက်ကြလေးကောက်တဲ့ဒစီကို2000တော့စေနာကြီးလေးကောက်တဲ့ဆိုတာအော်လိုက်ကြတာအော်လိုက်ကြတာတခါတလေနိုင်ငံရေးမှာတိုက်ဆိုင်နေဆိုတာမရှိဘူး နော်အဲ့ဥသောခိုးရင်ဒီဥစင်းတို့ပုံမှန်ထွက်လာတဲ့ရုံထွက်လာတဲ့အခါမှာဥစင်းတို့ဒီအရာကိုကြည့်မယ်ကြည့်ပြီးလို့ဥစင်းတို့ကမေတ္တာရက်ခံလို့ရတဲ့အရာဆိုဥစင်းတို့ကမေတ္တာရက်ခံပြီးမယ်အဲ့တော့ကြံတဲ့ပုံဖြစ်နေအပြင်ကပုံမှန်ရင်းနဲ့ဆိုဥစင်းတို့ကဘလို့တော်ဝင်ယူရမှာလဲဘလို့လုတ်ပြရမှာလဲအမြင်ကပုံမှန်နဲ့ဆိုဥစင်းတို့ကလုတ်လို့မရအောင်တော့အော်ကိုမတိတဲ့အရာတွေရှိသေးတယ်လေကိုမတိတဲ့အရာတွေရှိသေးတယ်အဲ့တော့ဦးမလင်းလင်းပြောရင်များကိုသောဖိုးရင်တည်ဦးလို့မှာပဲ ပြည်ဦးလိုမှာပဲရှိမယ်ကုသောဘောကြီးဘယ်နန်းတွင်းထဲမှာမှမရှိဘူးဘယ်ထောက်လိုင်း16မှာမှမရှိဘူးဘယ်နေပြည်တော်ကမှလည်းမရှိဘူးတဲ့နော်ပြည်ဦးလိုမှာပဲရှိမယ်ဟုတ်ပြီကုသောဘောကြီးနဲ့ပါလာတဲ့သူတယောက်ဒီပြန်လွတ်လာမယ်ပြန်လွတ်လာမယ်ဘာဖြစ်လို့လွတ်လာလဲသူ့ကထောင်ချလို့မှမရသူ့မှာမှအပြစ်မရှိတာဒါပေမဲ့စစ်ဆေးစရာရှိရတော့သူကစစ်ဆေးမှာပဲဘာပတ်တယ်မရှိလဲဘလို့ရှိရလဲတကယ်လို့မှသဘောပေါက်ရင်တော့ပြန်လွတ်ပေးမှာပဲဒါပဲရှိတာဇာလန်းကနော် အဲ့တော့ကိုစောဘိုးကြီးနဲ့ပတ်သက်ပြီးပြောနေတဲ့အရာတွေကတချို့တရင်သမားတွေတချို့ပြပအားတွေပြောနေရတယ်ကဘာတစ်ခုမှမဟုတ်ပါဘူးဗျာကိုစောဘိုးကြီးဝိုင်းရံထောက်ခိုင်းတဲ့တူတွေဟိုဟွာပေါ့ဗျာမဆူမဆူအောင်အဲ့တော့ဘသူမှလည်းဆူမှမဟုတ်ပါဘူးဘသူမှလည်းထွက်လမလာမှမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုစောဘိုးကြီးကိုအပေးရတူဟွင်လိုင်းပေါ်မှာပဲရှိတယ်ဟွင်လိုင်းပရိတ်တာပဲရှိတယ်ကိုစောဘိုးကြီးဒီဘာကြောင့်ဟွင်လိုင်းမြေပြင်မှာကြတော့သူကသူ့တွေ့မှုကကိုစောဘိုးကြီးနည်းတယ်လေမြေပြင်မှာအမာခံပရိတ်တာကိုစောဘိုးကြီးတိတ်မရှိဘူး ။ online ပေါ်မှာပဲလက်ခုပ်တွေတီးကြတယ် online ပေါ်မှာပဲအားပေးကြတယ်။အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝင်သာတောင်လာတွေ့မဲ့တူတွေမဟုတ်ဘူး။အပောက်ကတော်တို့ပြိတဲ့ပောက်ကတော်တို့ပြိတဲ့ပောက်ကတော်တွေအခုမှဒီအမျိုးသားကြီးနဲ့လှုပ်လာတာမဟုတ်ဘူး။အပောက်ကတော်တို့ပြိတဲ့ဒီကဟန်တန်ကပြိတဲ့ရှိတယ်။အမာခံပြိတဲ့ရှိတယ်မြေပြင်မှာ။မရှိတယ်။အဲ့တော့ဦးစင်းတို့နဲ့ line ချင်းတော့မတူဘူးပေါ့ဗျာ။တော့မတူဘူး။အဲ့တော့ဘာပြောကကိုစောဖိုးကြီးကတော့ဦးစင်းတို့ကတနာမိရတော့အမှန်ပါပဲ။ဘာဖြစ်လို့တနာမိရလဲဆိုရင် ကိုယ်တော်ဘိုင်းတို့မှာပြိတ္တတိမများများစွာရှိတိုင်းမထင်နဲ့တူတခုခုတော်တော်ပြစ်လို့ရှိရင်လူတွေကလမ်းပေါ်ထွက်လာမထင်နဲ့အပိမတူတွေဒါအများလာမထင်နဲ့လူစင်းထားတာတွေကလွဲသွားတာလွဲသွားတာနော်ဘသူကထွက်လာမှာလဲဟွန်လိုက်ပေါ်ကပြိတ္တကဟွန်လိုက်ပေါ်မှာပဲကိုယ်ဆုံးမှာပေါ့ဟွန်လိုက်ပေါ်ကပြိတ္တဟွန်လိုက်ပေါ်မှာပြီးသွားတာပေါ့အဲ့တော့ဟွန်လိုက်ပေါ်ကပြိတ္တတွေကိုလည်းပြောချင်တယ်နော်တကယ်လို့ပုံမှန်ထွက်လာပြီပုံမှန်ထွက်လာလို့ဘယ်လိုထွက်လာပြီဘယ်လိုအားထွက်လာပြီလဲဆိုလို့ရှိရင်အဲ့မှာကိုယ်တော်ဘိုင်းမှာလဲသူအကိုရအကိုကြောင့်သူ့မှာလဲရှိတယ်နော်ကိုယ်တော်ဘိုင်းမှာလဲသူ့မှာ အာကိုလောက်တဲ့သူရှိတော့လဲသူအာကိုရတဲ့သူကလည်းကယ်လို့ရမှာလားကယ်မှာကယ်လို့မရရင်မကယ်ဘူးနော်ဒါလေးလည်းသိစေချင်ပါသူအာကိုလောက်တဲ့အရာကကုသိုလ်ဘုန်းကြီးတော်ကိုတစိုက်မှတ်မဲ့လိုက်ကြည့်ညာမဟုတ်လေကုသိုလ်ဘုန်းကြီးဘာလို့တဲ့ကုသိုလ်ဘုန်းကြီးဘာလို့တဲ့ဆိုသူတို့မတည်ဘူးလေဗျာနော်ကုသိုလ်ဘုန်းကြီးလုပ်ငန်းကဘာလို့တဲ့လဲကုသိုလ်ဘုန်းကြီးဟိုကဒါလေးရတဲ့စစ်စစ်တဲ့ခါပေါ်ပေါ်ရင်ဘယ်နဲ့လုပ်မလဲဆမ်းမင်းနဲ့မြောက်ပိုင်းကနေဆင်းလာတဲ့ကားတဲ့အစီ900လောက်ကိုတားထားတယ်အဲ့ဒီမှာမှကားဆယ်စီးတော့ကမတင်ကပစ္စည်းတွေမိတယ်ဒါမျိုးတွေလည်းရှိသေးတယ်ဗျာ ဆက်ဆက်မှုတွေอ่ะအဲ့တော့ဘယ်သူကတာဝန်ယူမလဲအကူတော်ဘိုးကြီးနဲ့ပတ်သက်တဲ့အရာလေးကိုပြောပြတာပါဗျာနော်အာဥဒ္ဓဘွေကို online မှာကနေအားပေးထောက်ခံတဲ့လူတွေအတွက်ကိုဦးဇင်းတော်ကပြောပြတာဖြစ်ပါတယ်ဗျာနော်မေတ္တာရက်ခံလို့ရတယ်ရဦးဇင်းတော်ကမေတ္တာရက်ခံပေးလို့ကတော့အစင်းနဲ့ပါပဲနော်ဒါလေးကိုဦးဇင်းတော်ကပြောပြကြည့်ဖြစ်တယ်နောက်တစ်ခုကပြည်ဦးလွင်မှာဦးဇင်းတော်မြေတွေလိမ့်နေတဲ့အရာနော်ဒီဦးဇင်းတော် ဒါပါဒသာခေါင်းဆောင်တယ်ပါဒသာခေါင်းဆောင်ဆိုရယ်ကိုတကအရင်ပါပဲကဲပူမလင်းလင်းပြောမယ်ကိုဥနေမျိုးပြောကိုနေမျိုးကျော်ပေါ့နော်ကိုနေမျိုးကျော်ရဲ့ဆရာဘူမူညိမ့်ပေါ့နော်စေဘေးချောင်ဦးစင်းတို့ပေါက်ဒေတာရောဒေတာအနေနဲ့လာတဲ့တကမာကြီးပေါ့နော်ညိမ့်နဲ့ရွက်ခွဲပဲအကြောင်းကိုလာလျှောက်တဲ့အခါမှာနော်အဲ့တော့ဘူမူညိမ့်မကလို့သူ့ဟာကိုဘူမူကြီးပဲဖြစ်ဖြစ်ပြောကပြောချင်ပါလေခမားပြတ်ခမားဒီအဲ့ဒီတကမာကိုတိုင်တိုင်လို့ရှင်တနတ်နဲ့ခမားဒီပြစ်တယ်မယ်လို့လည်းချိန်ချောက်တယ်အဲ့တော့ခမားအမှန်တရားကိုအဲ့ဒီတကမာရဲ့တပြားတစ်ချက်မှမစားရဘဲနဲ့အဲ့ဒီတကမာကိုခမားနော် လိန်တဲ့အရာတွေညာတဲ့အရာတွေကိုခင်ဗျားလာပြီးဖြည့်ရှင်းပေးပါဖြည့်ရှင်းမပေးဘူးဆိုရင်ကျုပ်တို့အနေနဲ့လုတ်တင်လုတ်လိုက်ထားပေါ့ဗျာဦးစင်းနေနဲ့ဒါလုတ်ရမှာပေါ့ဗျာနော်ဦးနေမျိုးကျော်ကတော့ပြောတယ်သူကတော့ဒါပြောရတယ်နော်ခေါင်းဆောင်ကောင်းပြီးတာတယ်ပြောပါရှင်ပြရတဲ့စခန်းနာတိုင်လိုက်ပါဗျာတဲ့စခန်းနာညှိဆွဲမယ်စခန်းတိုင်လိုက်ဆိုတော့တစ်ခါလေးကဦးတွေကလက်တလုံးကြအဲ့လူတွေကလက်မှတ်ကမထိုးဘူးတန်တဲ့တို့လက်မှတ်ထိုးခိုင်းတာအဲ့လူတွေကလက်မှတ်မထိုးဘူးနော်မြေလုံတိုင်းမြေလုံတိုင်းမှာအဲ့လူတွေကလက်မှတ်တွေတစ်ချက်မှမပါဘူးနော်သူတို့ကဥပဒေလက်တလုံးကြ တို့ကဥပဒေကြောင်းနားလည်ပြီးသားလူတွေအဲ့တော့နိုင်ငံတော်မန္တလေးမှာရှိတဲ့ထဆာရတွေရောစာဘာတွေရောဒီမြေလုံးတဲ့အရာတွေလက်မှတ်တွေဖြည်းဖြည်းရောက်အေးအေးယူပေးလို့လိုတဲ့ဒီဥလွန်မှာလည်းဒီတိုင်းမှာမန္တလေးရတဲ့တက်လာပြီးမှဘုံမှုကြီးဘသူကဘဲဝါဝါညာဝါဝါသွေးမှလူတွေကိုဒုက္ခပေးနေရတယ်အများကြီးပဲသူများမြေခွက်ကိုလက်ညှိုးထိုးရောက်နေပြီးမှဥသိမ်းမှာတန်ဖိုင်ကုန်ရှိတယ်ပြီးမှဘာပြောလဲဆိုတော့ညအယောင်းဝယ်မားတာတဲ့ဒါတွေကရှင်ပြရတဲ့အယောင်းဝယ်မားပြီးမှဘာဆိုလဲသူတို့ပြောတဲ့ဟာတော့ဟိုဘောလုံးငွေပေးရှိတဲ့အခါမှာတော့ခါကြမြေကအပိုင်ရှိတာထွက်မပေးထွက်မပေးတဲ့အခါမှာဖြစ်တဲ့အခါကျမှ ရောင်းဝယ်ဆိုလိုက်ပါဆိုတူတူမှတဲ့အရာတွေပါတူတူပြောတဲ့ပြောတဲ့အရာတွေခင်ဗျားတို့ဘလို့ဝဲမမဝယ်ရောင်းဝယ်ဝယ်မမရောင်းဝယ်ဝယ်ဝယ်ဘလို့မမခင်ဗျားတို့တကယ်ဒုက္ခရောက်နေတဲ့စေဘေးရှောင်ပြည်သူတွေကိုတော့အနိုင်မကျင့်ပါနဲ့လို့ကျုပ်ကပြောချင်ပါတယ်ဗျာနော်အနိုင်မကျင့်ပါနဲ့လို့ပြောချင်ပါခင်ဗျားဟာကိုဘုံမူးငိမ့်မကလို့ကိုနေမျိုးကျော်ဆရာမကလို့ကိုနေမျိုးကျော်ဆရာဆိုလဲကျုပ်တို့လည်းပါတာပဲနော်ကိုနေမျိုးကျော်ရဲ့အဖေပဲဖြစ်ဖြစ်လေစီခင်ဗျားနော်ပတ်သက်စားကောင်းတဲ့ဘုံမူးငိမ့်မကလို့ဘာကောင်းပဲဖြစ်ဖြစ်လေစီနော်ခင်ဗျားတို့ကလုတ်တဲ့ခါမှာလက်မှတ်တစ်ချက်မှထိုးတာမဟုတ်ဘူးနော်အဲ့တော့ခင်ဗျားတို့အကြောင်းပေါက်ကိုတော့ကောင်းကောင်းသိပါရယ်ကောင်းကောင်းနားလည်ပါရယ်ခင်ဗျားတို့ဘာလုပ်တယ်ဘလို့လုပ်တယ်ဆိုတော့နော် အဲ့တော့ဘာမှမဖြစ်ခင်မှာခဏတို့အေးစေးစေးအဲ့ခံရတဲ့ကာယကံရှင်တွေကိုကောင်းကောင်းမွန်မွန်ဖြည့်ရှင်းပေးလိုက်ပါအဲ့လိုမှဖြည့်ရှင်းမပေးဘူးဆိုရင်ကာယကံရှင်ရဲ့ဒုက္ခကိုရှင်းမထားပြီးဦးဇင်းတို့ဘဒူဖိုင်နဲ့ကကြနာရိုက်ပြီးနိုင်ငံတော်အကြီးအကဲလူကြီးတွေစီကိုပို့ရပါလိုက်မယ်နော်အဲ့ခါကျမှပောက်ကိုတော့ရက်ဆက်တယ်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ပါနဲ့ဦးဇင်းတို့ကတော့တကယ်အေးစေးစေးနေတဲ့ပြည်သူတွေကိုဒုက္ခပေးမယ်ဆိုရင်တော့ဦးဇင်းတို့ကဘယ်နည်းနဲ့မှခွင့်လို့မရပါဘူးဗျအားလုံးဒါပါပဲဗျ thank you